ပိတ်သက်များအောင်လို့မေမေလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရယ်ရှင်ဒီကနေ့ပိတ်သက်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တခါတော့ကကြောက်ကြရဲအလုပ်ကိုလုပ်ခိုင်းတဲ့ကိုတူးစတဲ့လူတယောက်ရှိပါရယ် ကိုကျူကတော့ white dress ရဲ့ရွာငယ်လေးမှနေထိုင်ပါတယ်။သူကတော့ဆေးရတာတယောက်ဖြစ်ပြီးအလိုချမ်းလိုပါတယ်။ကိုသူရဲ့ခန္ဓာကိုယ်ကတော့ပိန်လေးပြီးအရက်ကလေးပေလောက်သားရှိပါတယ်။ဒါမဲ့သူရဲ့စပင်ကတော့ရွာတွေကသူတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။ကိုသူမှာတော့မိဘတွေကမရှိတော့ပါဘူး။မိဘလက်ထက်ကအင်းငယ်လေးမှတယောက်တည်းနေထိုင်လာခဲ့တာကကြာပြီဖြစ်ပါတယ်။ရွာလေးတွေကသူတွေကတော့သူရဲ့စပင်ရှည်ကြီးကိုကြည့်ပြီးအံ့ဩပြောဆိုနေကြပါတယ်။ဟိုးခမကြည့်စင် အရင်ဦးလီရဲ့စပင်ကအရန်ကိုရှိတာပဲမြေကြီးပေါ်မှာတော့ရောက်နေပြီဟုတ်တယ်ငါလဲသူ့လိုစပင်ရှိထားတာကောင်းမလားငါတို့အိမ်ကပြောတာတော့စပင်ရှိတာကောင်းချီတခုပဲတဲ့ကိုကျူကတော့ကောင်းမှုကတူပြုလုပ်တတ်ပြီး ရှမ်းကြဘူးမဲတော့ကို ကိုကွယ်စီခဲ့ပါတယ်။သူရဲ့စပင်ကတော့တရက်ကိုတက်လက်မှရှင်းလာလေးရှိပါတယ်။ကိုသူကရှမ်းကြဘူးမဲတော့အတွက်ကာမုကုသူတွေပုံမှန်လုပ်ပါတယ်။သူရဲ့စိတ်ထဲမှာတော့အခုလိုရှင်းလျာနှမောင်းနဲ့စပင်ရှိတာဟာကောင်းချီးမင်္ဂလာတခုလို့ယုံကြည်နေပါတယ်။ဒါမဲ့တချို့သူတွေကတော့သူရဲ့စပင်ရှိရနဲ့ပတ်သက်ပြီးအမျိုးမျိုးအပြစ်ပြောဆိုခဲ့ကြပါတယ်။ဒါကြောင့်ကိုသူအတွက် သူစပင်ရှယ်ယာကအပြစ်တစ်ခုလိုခံစားလာရပါတယ်။ကိုသူကတခြားသူတွေရဲ့ပြောစကားကြောင့်ကြားလေစိတ်ကုန်လာပါတယ်။"အိုးဖျားတခင်တချို့ကဒီစပင်ကြောင့်ငါ့အပြစ်ပြောကြတယ်။ဒီလိုစပင်ရှယ်ယာက မကောင်းလား။ငါဒီစပင်တွေကိုညှက်လိုက်ရင် ကောင်းမလား။ဟုတ်တယ်ဒီစပင်တွေကိုညှက်ပြရမယ်။ကိုသူကတယောက်တည်းစိတ်ညစ်ညစ်နဲ့ရေရွတ်တော့ကိုသူစီကိုမင်းမဲဟာရလာခဲ့ပါတယ်။"အိုးကိုကြီးမျက်နှာလေးမကောင်းပါလား။တခုခုဖြစ်နေရလား။" ဟုတ်တယ်မမေရေငါစပင်ရှိတာကိုဝိုင်းပြီးတော့အပြစ်ပြောနေကြတယ်ငါဘယ်လိုလုပ်ရမှာလဲအကိုကြီးရဲ့ဓာရီကိုဂေးမဆိုင်ပါနဲ့ဒီမှာဆေးဘွယ်ဝင်ရွက်တွေယူလာပြီးစပင်ကိုတန်ဆွဲနှမောင်စီတယ်တော်ပါပြီကွာငါဒီစပင်တွေကို စိတ်ကုန်နေပြီငါကိုဒီစပင်တွေကိုညှက်ပြရမယ်ဒါအကောင်းဆုံးပါပဲအကွင့်ရဲ့ချက်ချင်းပါလားဘာလို့ခုလိုပြောနေရလဲဒီလောက်ဆိုလုံလောက်ပါပြီငါစပင်ညှက်ပြတော့မယ်အကူတကယ်ညက်ပြတော့မှလားနှမျောပါရင်ငါတခြားသူတွေက အပြစ်တင်ပြောဆိုနေရကောမခံနိုင်တော့ဘူးငါကွညက်တော့မယ်အကိုစပင်ရှေတော့အပြစ်မဖြစ်ပါဘူးဒီစပင်ရှေကိုညက်ပြီးလူခဲ့တာတတိယသေးရဲ့လားဂျာကောင်ကြီးတခုပါအပြစ်ပြောဆိုနေကြတာတွေကိုဂိမဆိုင်ပါနဲ့ငါတချို့သူတွေကစပင်တောင်မညက်ဘူးလမ်းပေတောင်စားလို့ပြောကြတယ်ငါမိုင်းတွဲမှာလုံလုံနေရတာပြင်မနေအခုလိုလေအပြောဆိုခဲရသေးတယ်မေတော်နဲ့ဖရာရဲ့ကောင်ကြီးကအခုလိုလုံလောက်သွားပါပြီရွာရီကသူတွေကငါနောက်ကွယ်မှာအမျိုးမျိုးပြောနေကြတယ်ငါ့ကိုဝိုင်းပြီးကဲရင်နေကြတယ် ငါလဲသူတို့ကိုရှင်ပြဖို့မကြိုးစားတော့ရွာသားတွေဟာငါပေါ်မကောင်းမေရော်နဲ့ပြကိုကိုကိုွက်သူအတွက်ဘာကြောင့်ခင်ကောင်းချင်းတွေရောက်မလာရလဲအခုငါမှစိစိမ်မရှိဘူးလက်ပလာပဲရှိတယ်အခုရဲ့အကောနောက်ကွယ်မှာပြောစုံနေကြတာကလျှို့လျှို့ရှုလိုက်ပါအခုပြေပြောခဲ့တာကိုမှတ်မိသေးလားကောင်းမှုကတူတွေပဲလုပ်ရမယ် ဘာတူရီဘလို့ပြပြောဂီမဆက်ရဘူးဆိုတာလေမမေကတော့ကိုတူကိုအမျိုးမျိုးဖြောင်းဖြားပြောဆိုပေမဲ့ကိုတူကတော့နောင်မတောင်းတော့ပါဘူးအကန်တဲကိုသွားပြီးကက်ကြီးကိုလာပါတယ်သွားလဲစပင်ကိုညံ့မလို့လွတ်လိုက်တာကက်ကြီးကလည်းတဲကနေသူ့လိုလိုလွတ်ကျသွားပါတယ်အနောက်ပိုင်းမှာတော့ကိုတူရဲ့စပင်တွေကလေထဲမှာလွင့်နေပြီးအလင်းရောင်တွေကတပြက်ပြက်တောက်ပါနေပါတယ်ကိုတူကလည်းသူ့စပင်တွေကိုကြည့်ပြီးအအားတင်သွားပါတယ်အိုးအိုးငါစပင်တွေကဘလို့ဖြစ်ရလဲကြာတဘာဝလွင့်ဖြစ်ရပဲ ဟာအခုစပင်တွေဘယ်လိုဖြစ်နေရလဲကိုတူရဲ့စပင်တွေကအလင်းရောင်တွေထပေါ်လာပြီးတဲ့နောက်မှာတော့ကြောက်ပါတဲ့အလင်းရောင်တွေနဲ့အတူနှစ်တမင်တစ်ပါးပေါ်လာပါတယ်မင်းအမဲဘယ်သူလဲငါတပါးဝလွန်တကောရှင်တယောက်ပါမင်းရဲ့စပင်ကိုညှက်ဖို့မကြိုးစားပါနဲ့ဒါကောင်ကြီးတခုပါကျွန်တော်လူတွေကအဖြစ်ပြောနေကြတယ်ကျုံမဆိုင်ပါနဲ့ဒီစပင်ရှိချာအပြစ်မဖြစ်ပါဘူးဒါပေမဲ့မင်းခန်းစားနေရကိုတိပါရယ်ဒါပေမဲ့ရွာတွေကသူတွေကမင်းရဲ့တန်မိုးကိုနားမလည်ဘူးတကယ်တော့မင်းကတာမန်သူတယောက်မဟုတ်ပါဘူ မေရော်နတ်ဖျားရဲ့ကောင်းချီးမင်္ဂလာတခုပါမိရတဲ့ချိန်မှာရွာလေးအတွက်အကျိုးပြုပေးနိုင်လိမ့်မယ်လူတိုင်းကမိရစပင်ကိုတမိုထားကြလာမယ်ဒီစပင်တွေကမိရဆွဲအပ်ပြီနတ်သမီးတွေကကိုသူ့ကိုပြောဆိုပေးတာနဲ့ချက်ချင်းပဲဖျောက်ွယ်သွားကြပါတယ်သူရဲ့စပင်တွေကလည်းချက်ချင်းပဲပိုရှည်သွားပါတယ်မိမိကကိုသူ့ကိုချိန်ပြီးအော်တင်နေပါတယ်ကိုသူ့ကတော့နတ်သမီးလေးရဲ့စကားကြောင့်သူစပင်ညှက်မဲ့အဆုံးဖြတ်ချက်ကိုပြန်ပြင်လိုက်ပါတယ် ဒီနေ့မှာတော့ကိုတူအားဖျားချောင်းကိုသွားပြီးကောင်းမှုကသူတွေကိုပြုလုပ်ခဲ့ပါတယ်။သူရဲ့စပင်တချို့ကိုလည်းမေရော်ကိုလှူခဲ့ပါတယ်။ပြီးတော့ကိုတူအားသူရဲ့စိတ်ထဲမှာရှိတဲ့အကြံစွတ်တောင်းခဲ့ပါတယ်။အိုးမေရော်ဖျား၊ယနေ့ကအတိုင်းပြောပြချင်ပါတယ်။တချို့သူတွေကဒီစပင်ချောင်းအမျိုးမျိုးလောင်ပြောင်းနေကြတယ်။အခုဒီလိုလောင်ပြောင်းခဲ့ရတဲ့စကားတွေကိုခဏရင်ရှိနေပါပြီ။ဒီစပင်ချောင်းပဲ ဘဝဆင်ဆက်ရိုသေလေးစားမှုကိုခက်ယူနိုင်ပါစေကျွန်တော်ရဲ့စပင်တွေမှာတဘာဝလိုဆွဲရရရှိနေပါတယ်ဒီစပင်တွေကြောင့်ပဲအလိုအကျွဲအကူအညီဖြစ်ရပါစေကိုတို့ကတော့အခုနောက်ပိုင်းကိုကိုကိုယုံကြည်မှုရှင်လာပါတယ်တချို့သူတွေရဲ့အလောင်းပြောင်းကဲ့ရဲ့စကားတွေကိုကြီးမဆိုင်တော့ပါဘူးကိုတို့ကတော့သူရဲ့စူတောင်းပြည့်မယ်လို့လေသူရဲ့စိတ်ထဲမှာယုံကြည်နေပါတယ်မကြမီမှာတော့မမျှော်လင့်ထားတာတွေဖြစ်လာတော့မှာဖြစ်ပါတယ်တနေ့မှာတော့ကောင်းကင်ကြီးတစ်ခုလုံးကမဲမောင်သွားပြီးချက်ချင်းဆိုသလိုမိုးတွေက တဲထန်စွာရွာလာပါရင်ရွာတရွာလုံးရေတွေကပြည့်လာပါရင်ရွာသားတွေကတော့ဟိုဟိုတေးတေးပြေးလွှာရင် အကူညီတောင်းနေကြပါရင်ငါတို့အကူညီပါအောင်ဟောငါတို့တရွာလုံးရွံ့မ်းမှုတော့မေးကူညီကြပါအောင်ရွာလေးတဲကသူတွေကတော့အရင်ကိုကြောက်လန့်နေကြပါရင်ရေတွေကတပြည့်ပြည့်မြင့်တက်လာပြီးတချို့အိမ်တွေဆိုရေမြုပ်ကုန်ပါရင်အိုးငါတို့ဘယ်လိုလုပ်ကြမလဲကိုကြီးတောင်ဘက်ကရေထွဲပေါက်ပါ ကြောက်တုံးကြီးပိတ်နေဒီကြောက်တုံးကိုဖဲလိုက်ရင်တော့ရေရည်အပြင်ကိုထွက်ကြသွားမှသိကြတယ်တရွာလုံးကိုကဲတင်နိုင်လိမ့်မယ်ကိုကျူးလည်းရွာသားတချို့နဲ့တူတောင်ဖက်ကိုသွားလိုက်ကြပါရယ်မင်းမင်းပြောသလိုပဲရထွက်ပေါက်မှာကြောက်တုံးကြီးပိတ်နေပါရယ်ကိုကျူးလည်းချက်ချင်းဆူတောင်းလိုက်ပါရယ်အိုးမေရော်နဲ့တမင်ရွာလေးကိုကုညီပေးပါရွာလေးကိုဆောင်ရှောက်တော်မူပါကိုသူအားသူရဲ့စင်ပေတွင်နေကြောက်တုံးကြီးမှာရစ်ပတ်လိုက်ပြီးဖယ်ရှားကြည့်ပါရယ်တမဲကြောက်တုံးက တယ်လက်မမမရွေသွားပါဘူးကိုကျူးဟာနောက်တစ်ချိန်ဆူတောင်းလိုက်ပြီးကြိုးစားပြီးတော့ကြောက်တုံးကိုဖယ်ရှားကြည့်ပါရင်ဒီချိန်မှာတော့ကြောက်တုံးကြီးကတဖြည်းဖြည်းရွေသွားပြီးအပေါက်လည်းပွင့်သွားပါရင်အချိန်မှာတော့ရေတွေကချက်ချင်းဆိုသလိုအပြင်ကို ထွက်ကြသွားပြီးမြက်သေးကိုစီဝင်သွားပါရင်ရွာသားတွေကတော့ကိုကျူးကိုဝိုင်းပြီးကျေးဇူးတင်ကြပါရင်ကျေးဇူးတင်ပါတယ်ကိုသူမင်းကငါတို့အားလုံးကိုကူညီပေးခဲ့ရပဲငါတို့မင်းရဲ့ကျေးဇူးကိုမမေ့ပါဘူးမင်းရဲ့သဘင်ကအကောင်းကြီးမင်္ဂလာတစ်ခုပါပဲ အကိုအားစားပြီးမင်းကိုလေးစားပါတော့မယ်အကိုကောင်းဆုံးလုံးနိုင်ခဲ့တာပဲကိုတို့ကတော့သူရဲ့စပင်းနဲ့တရားလုံးကိုကူညီပေးနိုင်ခဲ့ပါတယ်အကိုစင်ရွာသားတွေကသူ့လောင်ပြောင်းခဲ့ရပြီးမပြောကြတော့ပါဘူးအလုံးကကိုတွန်းနဲ့အတူတူချက်ချင်းခင်ခင်နေထိုင်သွားခဲ့ကြပါတယ်